ရပူရာဘက်မှာတွားရောက်လူတန်းရင်းကနေအလူရှင်နေတဲ့မျိုးကန်တွေစကားများရံဖြစ်မှုဖြစ်ပေါ်အမရပူရာဘက်မှာလာရောက်လူတန်းနဲ့ social influencer တယောက်ဖြစ်တဲ့ကိုညိုနိုင်ဝင်းတို့အဖွဲ့နဲ့ရက်ကွက်အဖွဲ့ကပြဿနာဖြစ်ခဲ့ကြတာဖြစ်ပြီးဒုတ်တွေနဲ့ဝိုင်းရိုက်ကြပြီးနောက်ဆုံးမှာတော့လုံချုံရေးအရာတာဝန်ရှိသူကတနက်နဲ့မိုးပေါ်ထောင်ပြီးတော့ပြစ်ဖောက်လိုက်မှာအလုံးထိန်နိုင်ခဲ့တဲ့အခြေအနေဖြစ်ပျက်ခဲ့တယ်လို့သိရပါဗျာ။ ဖြစ်စဉ်ကတော့အမရပူရာစာကျင်းဝရက်ွက်ထဲမှာရိုက်ပွဲဖြစ်ပျက်ခဲ့တာဖြစ်ပြီးတနက်ဖောက်ပြီးလူစုခွဲရတဲ့အထိဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။လူမှုကွန်ရက်ပေါ်မှာတော့ပြစ်စည်းလာဝေးတဲ့အလူရှင်တွေကိုရိုက်လူနေကြတယ်ဆိုပြီးတော့ပြောနေကြပေမယ့်အဖြစ်မှန်ကတော့အမရပူရာမျိုးနဲ့စာကျင်းဝရက်ွက်ကဒေသခံတွေနဲ့ဘုံအိုးတာလီစွာတို့ကိုလှူပြီးတော့ပြန်လာခဲ့တဲ့ကာသမားတို့အချင်းချင်းစကားများရှယ်ဖြစ်ရာကနေရိုက်ပွဲဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ ကားပေါ်ကလည်းမခန့်ချင်းအောင်ပြောလိုက်တဲ့အချိန်ရက်ွက်ဒေသခံတွေမှလည်းရန်ပြစ်မှနေသားထိုင်သားရှိတဲ့သူတွေနဲ့တိုးသွားပြီးအခုလိုရိုက်ပွဲဖြစ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်ရက်ွက်သူရက်ွက်သားအချင်းချင်းလဲရိုက်နှက်နေကြပြီးရုတ်ရုတ်တဲတဲဖြစ်နေတဲ့အတွက်လုံခြုံရေးကတနက်ဖောက်ပြီးရှင်းလိုက်ရတယ်လို့အဆိုပါဖြစ်စင်နာမှာရှိနေသူတဦးကပြောပြပါဗျ။ဘုံဦးရွာဘက်မှာလှူပြီးတော့ပြန်လာခဲ့တဲ့ပရာဟိတကားနဲ့မီနီအိုးဝေတိုင်းပြီးလို့ညရာကနေပြဿနာဖြစ်တယ်လို့လဲဆိုကြပါဗျ။ အင်ရှင်ကအလူရှင်ကားကိုရိုက်လိုက်တယ်ဆိုပြီးတော့အဲ့ဒီအင်ရှင်ကိုလည်းအေးအေးယူထားတယ်လို့သိရပါတယ်။ရိုက်ပွဲမှာရိုက်တဲ့သူတွေကိုလည်းရက်ွက်ရုံမှာဖမ်းထားတယ်လို့ဆိုပါတယ်။ဘလို့ပဲဖြစ်ဖြစ်အခုလိုဒုက္ခရောက်နေကြတဲ့ကာလမှာတယောက်နဲ့တယောက်တီးခန့်စိတ်မွေးပြီးဒီလိုကိစ္စမျိုးတွေမဖြစ်ရင်တော့အကောင်းဆုံးဖြစ်မှာပါလို့အဆိုပါဖြစ်စဉ်ကိုသိရှိခဲ့သူတအူကလည်းပြောပြထားပါတယ်။